မင်းဆန်ခွန်နီချီဝါဂျပန်မြန်မာလင်းကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာဆိုရင်တော့ Anthony Kanji Master Day 3အလွယ်မှတ်နည်းလေးကိုစက်ကြည့်ကြမယ်အဲ့တော့ပါဝင်မဲ့ခန်းကြီးလေးတွေကတော့ဒီမှာဖော်ပြထားတဲ့ခန်းကြီးလေးပါဝင်မဲ့အသေးစိတ်တစ်ခုချင်းစီကိုနောက်မှာစက်ကြည့်ကြမယ်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ခုနှစ်လုံးမြောက်ခန်းကြီးလေးကိုစက်ကြည့်မယ်အဲ့တော့ဒီခန်းကြီးလေး အရင်မှတ်မယ်ပြီးတော့သူ့ရဲ့ခွန်ယောင်မီနဲ့ဥယျာဉ်မီကိုစက်ကြည့်ကြမယ်နော်အဲ့တော့ခွန်ယောင်မီနေနေရပါလဲဟိုဆုဆိုရဲနေပူလှမ်းနဲ့အချောက်လှမ်းနဲ့ဆိုရဲခန်းကြီးလေးဖြစ်တယ်သူ့အောက်ကခန်းကြီးလေးကဂျဟီမိုနိုလို့ပြောတယ်ဟီမိုနိုဆိုတာကဂျာဟီဆိုတာကဟိုဆုဆိုရဲအချောက်လှမ်းနဲ့ဆိုရဲခန်းကြီးလေးရဲ့မိုနိုဆိုရဲပစ္စည်းခန်းကြီးလေးရဲ့အချောက်လှမ်းနဲ့ပစ္စည်းဆိုတော့ငချောက်လို့တာမှတ်လိုက်တော့ ပါလေဟီမိုနိုဆိုရင်ငချောက်လိုတာမှတ်လိုက်တော့အဲ့တော့အုံးယော်မီကိုဆက်ကြည့်ကြမယ်ခန်းဘယ်နေရာမှာသုံးလဲဂျာခန်းဆိုပြီးတော့သုံးတယ်ဂျာခန်းဆိုတာကအနေငယ်ဂျာဆိုတာဂျာ knowledge အနေနဲ့မှတ်တာဝါကိုင်းဆိုတဲ့ခန်းကြီးလေးပါလေဝါကိုင်းငေးရွေးတယ်ဆိုတဲ့ခန်းကြီးလေးရဲ့ခန်းရဲ့ဂျာခန်းဆိုတာကအနေငယ်စာမပွဲမှာမေးတက်တဲ့ခန်းကြီးလေးမို့လို့မှတ်ထားမယ်နော်သိကြပါအောင်အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်နည်းကိုကြည့်ကြမယ်ဒီခန်းကြီးလေးရဲ့မှတ်နည်းဆိုရင်လေအရင်ရှိရှိဝေးဝေးတောင်စဉ်းစားကြရမလို့ဂျူအစ်ချီလိုတာမှတ်လိုက်ပါလေ ဲ့ဂျူအစ်ချီအဲ့တော့ဗာလဲဂျူအစ်ချီရော17 17နှစ်ဆိုရင်နေပူလှမ်းမယ်17နှစ်ဆိုရင်ဟိုစုနေပူလှမ်းမယ်17နှစ်17နှစ်ဆိုရင်ဟိုစုဆိုပြီးတော့နေပူလှမ်းတယ်ဆိုပြီးမှတ်လိုက်မယ်17နှစ်ဆိုရင်ဟိုစုနေပူလှမ်းမယ်ဟီမိုနိုကငကြောက်ခန်းဆိုရင်ဂျာခန်းအနေငယ်အဲ့တော့ခုနှစ်လုံးမြောက်ခန်းကြီးလေးကပြီးသွားပြီရှင် လုံးမြောက်ခန်းကြီးကိုဆက်ကြည့်မယ်ရှင်လုံးမြောက်ခန်းကြီးလေးကကြာဘာခန်းကြီးလေးလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ အုံယောင်မြို့ကြည့်မယ်အဲ့တော့အုံယောင်မြန်ကြခတ်ချအဲ့တော့ဘယ်နေရာမှာသုံးလဲအခတ်ချလေးကိုအသုံးများလာကဆေးခတ်ချနေထိုင်မှုပေါ့နော်ဆေးခတ်ချဘာလို့လဲဆိုတော့ဒီဟာကအီကီရူလေ living ဆိုရဲခန်းစီလေးအဲ့တော့အီကီရူဆိုရဲခန်းစီလေးခတ်ချရဲ့ပေါင်းလိုက်တဲ့အခါမှာဘာလဲဆိုတော့နေထိုင်မှုဘဝဖြစ်သွားမယ်နောက်တစ်ခုသည်ခတ်ချဒိုခတ်ချလေးရဲ့ဒိုးဆိုတာကဥကုတ်ခုလှုပ်ရှားတာအဲ့တော့ လှုပ်ရှားတဲ့ဘဝဆိုတော့လှုပ်ရှားမှုလို့မှတ်လို့ရတယ်ခါစူဒိုဟုတ်ပြီအဲ့ဆိုရင်ဒီခန်းကြီးလေးရဲ့ဘလို့မှတ်ကြမလဲဆိုတာဆက်ကြည့်ကြမယ်မှတ်မယ်ဆိုရင်နှစ်ပိုင်းပိုင်းပြီးမှတ်လို့ရတယ်ဒီအနောက်ကအပိုင်းလေးကစတာဆိုတဲ့ရှာလူရဲ့ပါဇက်ထဲမှာရှိတဲ့ရှာကိုပြောတာစတာဆိုပြီးတော့ပြောတယ်ဒီနောက်ကခန်းကြီးလေးရေဆက်လေး30ရေဆိုပြီးတော့မှတ်လိုက်မယ် ဟုတ်ပြီအဲ့ဒါဆိုရင်ရှာတွေကခြောက်ပြီးတော့ရေစားတယ်ဘလို့ချိန်မှာလဲကာချူဒိုးတွေလုတ်တဲ့အချိန်မှာကာချူဒိုးဆိုတဲ့ activity လှုပ်ရှားမှုတွေလှုပ်ဆောင်တဲ့အချိန်မှာရှာကခြောက်ပြီးတော့ရေရေစားတယ်လို့မှတ်လို့ရတယ်ကာချူဆေကာချူကာချူဒိုးဆိုပြီးတော့ခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့ရှလုံးမြောက်ခန်းကြီးလေးကလည်းပြီးသွားပြီเนาะကိုလုံးမြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ်ကိုလုံးမြောက်ခန်းကြီးရကြတော့ဒီခန်းကြီးလေး ခုံးယောင်မီနဲ့ဥယောင်မီကိုပြောမယ်ခုံးယောင်မီအနေနဲ့ကအာဘာလဲဆိုဟီရိုဆိုရဲကောက်ယူတဲ့ခန်းကြီးလေးဘာလဲဟီရိုဥဆိုရဲကောက်ယူသည်ဆိုရဲခန်းကြီးလေးဖြစ်တဲ့ဥယောင်မီအနေနဲ့ကရှူးလို့လဲရှိတယ်လို့ဂျူးလို့လဲရှိတယ်ဂျူးကတော့အရင်ကြီးတော့မသုံးဘောเนาะရှူးကကြာဘာလဲဆိုရှူးတခုဆိုတာကရှာဖွေတာနော်ရှူးတခုဆိုတာကရှာဖွေဒါ get ခန်းကြီးလေးเนาะတခုဆိုတာကအဲ့တော့ရရွေဆိုခန်းကြီးလေးအဲ့တော့ ကောက်ပြီးတော့ရယူရယူဖို့ဆိုရင်အရင်ဆုံးရှာဖွေရမယ်ပျောက်ဆုံးတဲ့ပစ္စည်းတွေကိုရှာဖွေခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ရှူးတုတ်ခုဆိုတာကဟုတ်ပြီနောက်တစ်ခုကကြာပါလဲဆိုတော့ဒါလေးကကြာတော့စမ်းနေပါဂျူမန်အန်ကိုလည်းဒီလိုပြောနိုင်တယ်ဒီလိုခန်းကြီးလေးနဲ့ရေးနိုင်တယ်အဲ့တော့ပါလဲရမ်းဆယ်တာ ဂျူမန်အန်ကိုဒီလိုခန်းကြီးလေးနဲ့ရေးလို့ရတယ်ရမ်း၁၀တောင်းဆိုပြီးတော့ပြောတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်ခန်းကြီးမှတ်နေကိုစက်ကြည့်ကြမယ်။နှစ်ပိုင်းပိုင်းမိမှတ်လို့ရတယ်။အနောက်ကအပိုင်းလေးသည်နီအောက်လိုက်ဖက်တယ်လို့ပြောတဲ့ခန်းကြီးလေးမှာ သုံးတယ်။နီအောက်ဆိုတဲ့ခန်းကြီးလေးမှာ သုံးတာဖြစ်တဲ့အတွက်လိုက်လိုက်အဲလိုက်ဖက်တာ။အဲ့တော့အနောက်ကကြတဲ့ဟန်လေးဖြစ်တဲ့အတွက်ကြောင့်မလို့လက်အဲ့တော့လက်လိုက်ဖက်တာကိုနဲ့လိုက်ဖက်တဲ့ပစ္စည်းကိုတွေးလိုက်တဲ့အချိန်မှာလက်နဲ့ကောက်ယူလိုက်တယ် 哎，国内大理、丽江、德岛，所有。 ဘာဘာလုပ်လိုက်တာလဲဟီရိုကိုကောက်ယူလိုက်တယ်အဲ့တော့လိုက်ဖတ်တာတွေ့တယ်အာဘာလဲနီယာကိုဆိုတော့ပစ္စည်းလေးကိုတွေးလိုက်တော့တဲ့နဲ့ဘာလုပ်လိုက်တာလဲဟီရိုကိုကောက်ယူလိုက်တယ်လို့မှတ်လို့ရတယ်အဲ့တော့ဘာဖြစ်သွားမလဲဟီရိုဆိုတာကောက်ယူတယ်ရှူးဆိုရင်ဘယ်နေရာမှာသုံးလဲရှူးတုတ်ခုဆိုပြီးသုံးပြီးတော့ဂျူးဆိုရင်တော့ဂျူးမန်အန်ဆိုပြီးတော့မှတ်ထားလို့ရတယ်ဒီနံပါတ်ကိုလုံးမြောက်ခန်းကြီးလေးရတော့ပြီးသွားပြီပေါ့နော်ကိုလုံးမြောက်ခန်းကြီးလေးပြီးသွားတော့နောက်ထပ်ဘာလဲဆယ်လုံးမြောက်ခန်းကြီးလေးကိုဆက်ကြည့်ကြမယ်ဆယ်လုံးမြောက်ခန်းကြီးလေးရကြတော့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းရောင်မီနဲ့အွန်းရောင်မီ ျိုးကြည့်မယ်ခွင့်ရုံမီနေနေရပါလဲစူတဲတူဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့တော့စူတဲတူရဲ့နောက်တစ်ခုကကြတော့အွန်ယုံမီနေနေရရှရှကဘယ်မှာသုံးလဲရှီရှကော်နီယူဆိုပြီးတော့သုံးတယ်ရှီရှကော်နီယူဆိုတော့အဲ့တော့ဒီဟာလေးကိုခွဲပြီးကြည့်လိုက်မယ်ရှီရှဆိုတာကြလေးကိုမလုပ်တိုင်းစူတဲတူလုပ်လိုက်တာဆိုလေးကိုပြစ်လိုက်တယ် အာ god news ဆိုတာကြောက်ဒါ high ရုခန်းကြီးလေအဲ့တော့ god ကဝင်လာတယ်ဆိုတော့လေးတီကိုဖျက်လိုက်ဖျက်ချလိုက်ပြီးတော့ god attack ကိုယူလိုက်တယ်လို့ပြောတယ်အဲ့ဒါကြီးကအဓိကကကြတော့ဒီ rounding ယူတာပေါ့နော် friction တွေကို rounding ယူတဲ့နေရာမှာအသုံးပြုတယ်အဲ့ပေါ့နော်ဒသမကိန်းတွေဟာမှာအသုံးများရပေါ့အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင် ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲဆိုရင်ဒီခန်းကြီးလေးကဘာလေးနဲ့တူမနေဘူးလေ။ဂုဏကရှင်းပြထားတဲ့ hero ဆိုတဲ့ခန်းကြီးလေးနဲ့တူမနေဘူးလား။အဲ့တော့ဟုတ်ပြီ။ကွဲတဲ့နေရာလေးကဘယ်နေရာလေးပဲလဲဆိုတော့ဒီနေရာလေး။ဒီမှာဆိုရင်ချီလို့ပုံစံမျိုးလေးဒီမှာဆိုရင်စစ်ချီ เนาะสุจิอ่ะจ้ะတော့ဗာလဲမြေကြီးအဲ့တော့ဘလူးအဲ့ဒီတနေရာလေးကိုဝယ်ပြောင်းပြီးမှတ်လိုက်မယ်မြေကြီးสุจิဆိုတော့မြေကြီးပေါ်ကကောက်ထားတဲ့ဟာကိုဗာလုံးมาလဲကောက်ထားလဲမြေကြီးကကောက်ထားတာကိုဗာလုံးมาလဲสุတဲรูလုံးလိုက်มาကိုမြေကြီးကကောက်လိုက်တယ်ဒါမဲ့ဒါကြီးကကိုတော့သုံးဝင်ဝင်ဆိုရင်ဗာလုံးมาလဲสุတဲรูလုံးမယ် အဲ့တော့ဗါလဲမြေကြီးကနေပြီးတော့ကောက်ယူလိုက်တဲ့ဟာကိုစွတဲတူးလုံမယ်လို့မှတ်လို့ရတယ်။သူ့ရဲ့အုံးယော်မီအနေနဲ့ကရှာဆိုတော့ဘာဖြစ်သွားမလဲရှီရှာကော်နီယူဖြစ်သွားမယ်။ပြီးတော့ပါပြီ။အဲ့တော့မီနာဆန်လုံးနေရမယ်လို့ချင်ပါတယ်။အရိယတောကိုဆိုင်မတ်။ဒေအေတောဒီပေါ့နော်တနေ့စာတနေ့ကိုကြက်မယ်။စေလုံးမြောက်ဖြစ်ပြီးဖြစ်တဲ့အတွက်ရှီရခန်းကြီးလည်းပြန်တွေးထားမယ်နော်။အရိယတောကိုဆိုင်မတ်။ဟောတဲ့နေ။ Bye bye ။